မင်္ဂလာပါဂလုရှူရောနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တက်ပြပေးချင်တာကတော့ Vision အနေနဲ့ပြီးထုတ်လုပ်ထားတဲ့ 2in1 4K document camera အကြောင်းလေးပဲဖြစ်ပါတယ်ဒီ document camera လေးရာဆိုရင် AI noise reduction technology ပါဝင်နေတဲ့ကြောင်းအခြား document camera တွေထက်ကိုထူးထူးခြားခြားဖြစ်နေမှာတော့အမှန်ပါပဲအဲ့ဒီကြောင်းကျွန်တော်ဒီ Vision ရဲ့ VS30 AI model လေးအကြောင်းကိုကျွန်တော်တေချာလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးပြောချင်တာကတော့ combat and body ပဲအကြောင်းပဲဖြစ်ပါတယ်။အခု Vsan T30 AI လေးရဆိုရင်အလေးချိန်ကောပါပြီးချွန်ချွန်ကြီးကြီးနဲ့တွားလျက်အလေးကူတည်ဆောင်သွားနိုင်တဲ့ design နဲ့ဖန်တီးထုတ်လုပ်ထားတဲ့အတွက်ကြောင့် education နဲ့ပင်မရဖြစ်ဖြစ် business နဲ့လုပ်ငန်းများကြားမှာလုတ်ကန်နေရတဲ့ professional တမားရဲ့အထူးကိုတင်လို့စေရဖြစ်ပါရဲ့ခင်ဗျ။နောက်တစ်ခုက flexible ဖြစ်တဲ့အကြောင်းပဲဖြစ်ပါရဲ့။ မာတီကျွတ်အန်ဒါဆန်ဟဲ့ဘက်ကြောင့်ကင်မရာကိုမိမိတို့လိုအပ်သလိုညှစ်တီညှစ်ချထားနိုင်သလိုဘေးဘက်အောက်ဘက်အပေါ်ဘက်စရဒါရိုက်ရှင်မျိုးစုံကိုလည်းလွယ်ကူစွာချိန်ကြီးလို့ရနိုင်ပါသေးတယ်။ဒေါကူမန့်ကိုတနေရာထဲမှာမထားပဲနေရာအမျိုးမျိုးကနေပြီးတော့ရက်ကူးခေါ်ပြလို့ရနိုင်ပါသေးတယ်။စင်ဘက်ကွန်နက်တက်ဘတ်ဒီအကြောင်းကိုပြောရမယ်ဆိုရင် USB ပေါ့တစ်ခုတည်းနဲ့တည်း Wireless တကူ Easy Plug and Play တက်စင်တော့ကူလေးရနိုင်ပြီးဒရိုက်ဘာတိတဲ့ထည့်တင်သုံးပြစရာမလိုအပ်တော့ဘဲနဲ့မိမိတို့ရဲ့ မတ်အိုမှာပဲဖြစ်ဖြစ်ဝင်းနိုးအိုမှာပဲဖြစ်ဖြစ်နှစ်ခုစလုံးမှာလွယ်လင့်တကူအဆင်ပြေပြေနဲ့အတော်ပြလို့ရနိုင်မှာတည်ရယ်နောက်တစ်ခုက aggressive 4K resolution image quality ထုတ်နိုင်တဲ့အကြောင်းပဲဖြစ်ပါတယ်တက်တီမီကာပစ်စစ် CMOS sensor ပါရှိတဲ့အတွက်ကြောင့် 4K resolution ဆိုရင်30 frame per second ထိထွက်နိုင်ပြီးတက် EDP ဆိုရင်အတွက်ဆိုရင်16 frame per second ထိရုပ်ပုံတွေကိုဖျက်ပြပေးနိုင်မှာတည်ရယ်စာရေးစာတမ်းပဲဖြစ်ဖြစ်ဘယ်ပစ္စည်းကိုမဆိုအလွန်သိငယ်ပါဘလောက်ပဲဖြစ်နေပါစေရှင်းလင်းပြတ်သားစွာဖျက်ပြပေးနိုင်ပါတယ် နောက်တစ်ခုကရွေးပြောင်းလဲပတ်နိုင်တဲ့ကင်မရာဟက်အကြောင်းလေးပဲဖြစ်ပါတယ်။ဒီကင်မရာဟက်လေးကဆိုရင်0 degree ကနေ180 degree အထိ rotation လဲပတ်နိုင်ပြီးတော့ multi angle က needy object ကိုမဆိုကာချမ်းရင်းဖိုက်ယူနိုင်ပါသေးတယ်။အဲဒီအကြောင်းနဲ့မိမိတို့အလိုရှိနေတဲ့ angle ကိုမဆို relief ကိုလဲပတ်နိုင်ပြီးတော့ display ကာချလုရှင်တဲ့တွေ့အတွက်အထူးအသုံးဝင်စေမှာမှန်ပါပဲခင်ဗျာ။40ပဲဖြစ်တဲ့ Mardi Drive M အကြောင်းလေးကိုထပ်ပြောချင်ပါသေးတယ်။40ပဲဖြစ်တဲ့အတွက်ကြောင့်မိမိတို့လိုအပ်တဲ့ document object ရဲ့ minimum shooting distance အကွာအဝေးက10 mm အကွာကနေစတင်ပြီးတော့ကာချာတွေဖမ်းယူလို့ရနိုင်ပါသေးတယ်။ Twin 1ကင်မရာမှုအကြောင်းလေးကိုလည်းထပ်ပြောချင်ပါသေးတယ်။ဒီကင်မရာလေးရဆိုရင် document ကင်မရာနေနဲ့ပဲသုံးသုံးမိမိတို့ကွန်ပျူတာမှာ webcam ကင်မရာနေနဲ့ပဲသုံးသုံး SCP နဲ့အသုံးပြုလို့ရနိုင်အောင်မှာဖြစ်ပါတယ်။နောက်တစ်ခုကသူ့ရဲ့အဓိက main signature တစ်ခုဖြစ်တဲ့ AR Night Cancelling Technology အကြောင်းပဲဖြစ်ပါတယ်။ မိုက်ခရိုဖုန်းထဲမှာပါဝင်တဲ့ AR Night Canceling နည်းပညာကြောင့် background noise ဖြူညံတဲ့များကိုလည်းဖျက်ရှားပေးတဲ့အတွက်ကြောင့်မိမိတို့အတန်များကိုလည်းကြည်နီပြတ်သားစွာထုတ်လွှင့်ပေးဦးမှာဖြစ်ပါတယ်။အဲ့အတွက်ကြောင့်လည်း Zoom မှာပဲဖြစ်ဖြစ် Microsoft Teams မှာပဲဖြစ်ဖြစ် Google Meet နဲ့အတူတွဲသုံးတဲ့အခါအတန်ကိုကြည်ကြည်လင်းလင်းရှင်းရှင်းလင်းလင်းနဲ့ကြားနိုင်ဦးမှာဖြစ်ပါတယ်။ Smart Auto Rotate Function ပါဝင်တဲ့အတွက်ကြောင့်မိမိတို့ထားရှိလိုက်တဲ့ image တွေကို correct angle view ကနေပြီးအလွန်လျောက်ကောင်းမွန်စွာပြသပေးနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက AFC နဲ့ AFF ဆိုရဲ Dual Autofocus Mode နှစ်ခုပါဝင်တဲ့နည်းအတွက်ကြောင့်မိမိတို့အလိုရှိတဲ့ mode ကိုလွယ်လင်းတကူအဆင်ပြေပြေနဲ့ချိန်ညှိအသုံးပြုလို့ရနိုင်ပါသေးတယ်။အနည်းချုပ်ပြောရမယ်ဆိုရင်ကျွန်တော်ခုပြောသွားတဲ့ Vision V ရဲ့ 30AM Document Camera လေးရဆိုရင် USB port တစ်ခုတည်းနဲ့တည်းလွယ်လင်းတကူတက်ဆိုင်အသုံးပြုလို့ရတဲ့အတွက်ကြောင့် Video ဝက်ကန်နေနဲ့ပဲတုံးတုံး Document Presentation အနေနဲ့ပဲတုံးတုံးအဆင်ပြေလို့ကုစီမှအမှန်ပါပဲခင်ဗျာ။ Zone, Google Meet, Microsoft Teams နဲ့တူတွဲသွင်းလို့ရတဲ့အတွက်ကြောင့် online class တင်တဲ့ဆရာဆရာမတွေ corporate trainer တွေ product reviewer တွေ presenter များအတွက်အထူးတင့်လျော်ပြီးအထူးအစီအပြေသေးတဲ့အတွက်ကြောင့် Dengue ကိုအမြင့်မားဆုံးစွမ်းဆောင်ရည်တွေနဲ့အတူအရေးသိမြင့်တဲ့ document camera တစ်ခုပဲဖြစ်ပါရယ်ခင်ဗျာအခုကျွန်တော်ပြပြပေးသွားတဲ့ Vision V30 AI 214K document camera လေးကိုစိတ်ပါဝင်စားလို့ဝေယူခြင်းနဲ့ဆိုပါကကျွန်တော်တို့ Glow Show မှာ live ရောက်ဝေယူဖို့အတွက်လည်းဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာကောင်းသောမင်္ဂလာနေ့ရက်လေးဖြစ်ပါစေခင်ဗျာ thank you